အင်ဝင်းဆုံးပွဲကြောင့်ချန်ပီယံလိမျောလင်းချက်မိမ့်မိန်လာခဲ့ရတဲ့စင်ပြန်ကြီးကျွန်တော်တို့ရဲ့စင်ပြန်ကြီးကတော့ချန်ပီယံလိဖိုင်နယ်ကိုတက်လန်းဖို့အခက်ခဲနဲ့ရင်ဆိုင်လိုက်ရပါပြီမင်းကြီးကအင်ကွဲအမရိမှပြင်သစ်ချန်ပီယံ PSG ကိုလက်ခံရှင်ပြိုင်ခဲ့တဲ့ဆီမီဖိုင်နယ်ပထမကြောမှာတကူကူမရှိနဲ့ရှုံးနေကြတာပါအိမ်မှာတော့ခံစားရတဲ့ဆိုပေမဲ့ဒီပွဲမှာအင်ရှင်တွေမျက်နှာငယ်ခဲ့ရပါတယ်ပွဲဆက်စားချင်းမိနစ်ပိုင်းမှာပဲ PSG ကအင်ရှင်တွေကိုအိပ်ဆက်သွားစေခဲ့ပြီးပွဲကစားချင်း၄မိနစ်မှာဒရန်ဘီလီကပင်နယ်ဒီအေရီယာအဆုံကနေဘယ်ချင်းနဲ့အားပါပါကန်တွန်းလိုက်တဲ့ဘောလုံးဟာတိုင်ငိုထိပ်ပြီးဂိုးတွေကိုဝင်သွားခဲ့တာကြောင့် ာဆင်နယ်ရဲ့ဂိုဒမားကလည်းဘာမှမတတ်နိုင်ခဲ့ပါဘူးပထမပိုင်းလာချင်းအချိန်ပေါ်မှာတော့အာဆင်နယ်ကတဖြည်းဖြည်းနဲ့ပွဲကိုထိန်းချုပ်နိုင်ခဲ့ပြီးတိုက်စစ်ဆင်ကစားလာခဲ့ပါတယ်လူးစ်ကယ်လီရဲ့ကောင်းမွန်တဲ့ဂိုးဖန်နှိဗုကလည်းမာတီနယ်လီတယောက်ဂိုးရဖို့အကောင်းဆုံးအခွင့်အရေးရခဲ့ပေမဲ့သူရဲ့ကံချက်ကိုပီအက်ဂျီဂိုဒမားဒနာရောမာကအကောင်းဆုံးလက်ဆွမ်းပြပြီးကာကွယ်သွားနိုင်ခဲ့တာကြောင့်အာဆင်နယ်အတွက်တော့တကယ့်ကိုရင်နာစရာဖြစ်ခဲ့ပါတယ်ဒုတိယပိုင်းစစချင်းမှာတော့အာဆင်နယ်ပရိသတ်တွေခဏတာပျော်ရွှင်သွားခဲ့ရပါတယ်ဒီကလန်ရဲ့ဖရီကစ်ကနေမရီနိုကခေါင်းနဲ့လှလှပပဂိုးသွင်းယူနိုင်ခဲ့လို့ပါပဲဒါပေမဲ့ဘာက3မိနစ်ကြာမှာ ရင်ငုံတုံးရေရင်းတွေ့ဆိုလို့ပြန်လဲစစ်ဆေးပြီးတဲ့နောက်မှာတော့အဆိုပါကလူကျုံဘောဖြစ်နေတယ်ဆိုပြီးပယ်ချခံခဲ့ရတာကြောင့်တကယ်ကိုကန်ဆိုးတယ်လို့ပြောရမှာပါ။ပြည်ကြီးကုန်းမဒေါ်နာရမာကတော့နောက်ထပ်ချက်တိခုံတပြန်နိုးဆိုသလိုအမခန့်ကကွယ်မှုတစ်ခုကိုလည်းပြန်လဲပြသခဲ့ပါတယ်။ထော့ဆက်ရဲ့နီးကပ်ပိုင်ကန်သွင်းချက်ကိုလက်တပတ်ထင်းနဲ့လလပပပုတ်ထုတ်သွားနိုင်ခဲ့တာကြောင့်သူ့ရဲ့လက်ဆောင်ကစင်ပြန်ကြီးတို့ကိုအသေးခွဲခဲ့ပြန်ပါတယ်။ပွဲပြီးဆုံးလို့နာကျင်ချိန်ပိုးတွေမှာတော့ပြည်ကြီးကဂိုးတွေရရှိဖို့တော်လင်းနီးဆက်ခဲ့ပေမဲ့အဆုံးသက်တွေလဲချော့ခဲ့ရတာကြောင့်တကူကိုမရှိနေတာပဲမျိုးကိုပြန်သွားခဲ့ရတာပါ။ ျွန်တော်တို့ရဲ့ချန်ပီယံကြီးကတော့ချန်ပီယံလိဖိုင်နယ်ကိုတက်လန်းဖို့တောင်ကြီးကိုမျောပြီးကြောင်ကြီးကိုနင်းဆိုသလိုအတော်လေးခက်ခဲခဲ့တဲ့အချိန်တွေနဲ့ရင်ဆိုင်နေရပါပြီ။ပဲဒီမှာကစားမဲ့ဒုတိယကြော့မှာအရာအလုံးပြောင်းလဲနိုင်ဖို့အတွက်သူတို့ဘလို့ကြိုးစားမလဲဆိုတာစဉ်းစားရလမ်းကြောင်းကိုစောင့်ကြည့်ရမှာပဲဖြစ်ပါတယ်။ဒီမှာကျွန်တော်တို့ကတည်းကအမားတို့ချက်ပြတ်